အားလုံးမင်္ဂလာပါခင်ဗျာဧပြီလ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့ကတော့တနင်္သာရိုင်းဒေသကြီးရေပြူမြို့နယ်တလိုင်းရကြီးရအုပ်စုတောက်လောက်ရအနီးမှာရှိတဲ့ဒီတဝဲရေနှက်စစ်ကန်ကိုတွားတဲ့လမ်းပေါ်ကတန်ကူကွန်ကရစ်ပီလီတရာတစ်စင်းကို PDF ဖွဲ့တွေကမိရှုဖြက်စီးသွားတယ်လို့သိရပါတယ် ဒီတရားကတော်တော် ရှည်တဲ့တရားလည်းဖြစ်ပါတယ်သူတို့ဖြည့်ဆည်းခဲ့တာကြောင့်ပေ900လောက်ရှိတဲ့ဒီတရားတွေရပါတော့အဲ့ဒီတရားတွေကစလီဖာတို့အချို့ဒါမီးလောင်ပျက်စီးခဲ့တယ်ပေ200လောက်မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်အခုဒါတော်တော်လေးဒါတရားပျက်စီးသွားတဲ့အခြေအနေကိုကြုံနေရတာဖြစ်ပါတယ်ဒါကိုအမိပြုတ်ပြီးသွားနေတဲ့ဒေသခံတွေတော်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 လေးဒုက္ခရောက်သွားတာဖြစ်ပါတယ်ဆိုတော့တရားတော်လိုင်းကြီးပေါ့နော်တရားတော်လိုင်းကြီးလမ်းတော်လိုင်းကြီးဆက်လုပ်နေစေဖြစ်ပါတယ်ဆိုတော့နောက်တဲ့တဲ့ဘုကတော့ တမဝင်းခိုင်တန်းပြောတဲ့ကိစ္စပေါ့နော်မဝင်းခိုင်တန်းပြောတာပါလဲဆိုတော့ PDF တွေကမူလတော်လန်ရေးရည်ရွယ်ချက်ပေါ့နော်ရည်မှန်းချက်တွေအပေါ်ကိုအာယုံဆိုင်မှုနည်းလာတယ်ပေါ့နော်အာယုံဆိုင်မှုနည်းလာပြီးတော့ငွေကြီးနောက်ပဲလိုက်လာတယ်ဆိုပြီးတော့ပြောလာတာရှိတယ်ပေါ့ငွေကြီးနောက်လိုက်လာတယ်ဆိုတာတော်တော်များများက PDF တွေကပတ်စံကလွယ်လွယ်ရတယ်နံပါတ်တစ်ချက်ကပြည်သူစီကအလှခံတယ်ပေါ့နံပါတ်နှစ်ချက်ကကြတော့ မြေပြင်မှာပတ်ဆက်ရှာတယ်ပေါ့ဘယ်လောက်လာပြီဘယ်လောက်လာပြီဆိုပြီးစာရေးပြီးတော့စက်ကြီးတောင်းတယ်ပေါ့နော်အဲ့လိုတောင်းတယ်နောက်ပြီးလို့ရှိရင်နောက်နံပါတ်3ချက်တစ်ချက်ကကြတော့လူတော်ဘာပဝင်ချင်းတော့တော့တရားစာတာတွေရောင်းစားတယ်မိစီဘာလည်းရောင်းစားတာပိုင်းပါပေါ့နော်ဂိတ်ကြီးကောက်တာပိုင်းပါပေါ့ဆိုတော့ဒီလူတွေလှုပ်တဲ့ခါကျတော့သူတို့ရဲ့ရန်နေရာတစ်ခုလုံးကငွေကြီးနဲ့ပဲလဲပတ်နေအောင်နော်ဒီဒီပတ်ဆက်ရှာတဲ့တစ်ခုတည်းပဲလဲပတ်နေတာတကယ်လို့သူ ਈ နည်းနည်းအေးလာပြီဆိုလို့ရှိရင်ဒီစကန်တစ်ခုလောက် ်ဘာ6ပြစ်လိုက်ပြန်ပြေးလာလိုက်နောက်ပြီးလို့ရှိရင်ဒီလမ်းသွားတဲ့ခྱི་သွားပဲဖြစ်ဖြစ်စစ်တပ်ကားပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘ누구ပဲဖြစ်ဖြစ်ကောက်ဖမ်းလိုက်ဖမ်းပြီးလို့ရှိရင်ဒလန်ကောင်းစဉ်တက်ပြီးရှင်းလိုက်ဒီလိုပုံစံမျိုးနဲ့ပဲသွားနေတယ်သွားနေတဲ့ခါကျတော့ဒီ PDF တွေပေါ့သူတို့ခေါ်တဲ့ PDF တွေဆိုတာဒီကျွန်တော်တို့ကလုံးပြီးခေါ်တာပေါ့နော်တကယ် PDF ဆိုတာသူခေါ်တဲ့ပကဖတွေပြည်သူ့အချို့ကြီးပဲစုံနေရပဲဒီလိုလူတွေပေါ့ဒီလိုလူတွေ နောက်ပြီးလို့ရှိရင်တို့ပါလာဖိုင်လမ်းဒီကိုဒီလိုဖွဲ့တွေပေါ့အဲ့ဒီဖွဲ့တွေအကုန်လုံးကိုပြောတာဖြစ်ပါတယ်အဲ့ဒီဖွဲ့တွေအကုန်လုံးကငွေကြီးနောက်ပဲလိုက်နေတယ်လုံးဝတခြားဒီသူတို့ပြောတဲ့တော်လန်ရင်းနောက်ကိုလုံးဝမလိုက်တော့ဘူးပေါ့နော်အဲ့ဒီအတွက်လဲသူတို့အနေနဲ့တော်တော်လေးပြန်လဲပြုပြင်ပြောင်းလဲဖို့လိုနေတယ်ဆိုတဲ့အကြောင်းပြောပါတယ်နောက်နောက်တဲ့တင်းဘုတ်ကတော့ဒီမြန်မာနိုင်ငံမှာကအငြင်းတန်းဒီတည်င်းအမှားဖြန့်တဲ့ကိစ္စပေါ့အဲ့ဒါကတော့ဒီ WFP ကဖြန့်တဲ့ဘစ်စကစ်တွေပေါ့အဲ့ဘစ်စကစ်မုတ်တွေကို ရောင်းနေတယ်ဆိုပြီးတော့ line mode တင်တင်တဲ့သူကဘယ်သူလဲဆိုတော့အမေရိကန်အတယောက်နော် line mode တင်တော့ချက်ချင်းပဲအဲ့ဒီအောက်မှာပြန်သွားတထုပ်900နဲ့ရောင်းလို့ဆိုဒီခစ်မှာ biscuit တထုပ်ကိုအထူးသဖြင့်ဒီ WFP ကရောင်းတဲ့ biscuit မုတ်မျိုးဘယ်သူက900နဲ့ဝယ်လို့ရမှာယူနေလို့ပေါ့နော်အဲ့တော့အဲ့ဒီမုတ်တွေကို line mode တင်ပြီးတော့ရောင်းနေဆိုပြီးတော့ဖြတ်တယ်အစိုးရကိုနာမည်ဖြတ်တာပေါ့အဓိကတော့နော်အဲ့ဒီလူအကောက်တွေဝင်ကြည့်လိုက်တော့အစိုးရနဲ့ပတ်သက်တဲ့မဟုတ်မမှန်သတင်းတွေဖြန့်ဝေထားတာတွေအများကြီးတွေ့ရတယ်ပေါ့နော် တကယ်တော့နိုင်ငံမှာအရေးအခြေအနေတစ်ခုကြုံလာပေါ့နော်အရေးအခြေအနေတစ်ခုကြုံလာတိုင်းအရေးကြီးအခြေအနေတစ်ခုကြုံလာတိုင်းအမြဲတမ်းလို့လို့မဟုတ်မမှန်သတင်းတွေဖြန့်ပြီးတော့နိုင်ငံကြီးအမျက်ထုတ်ထွက်တဲ့အကျင့်ဟာအခုမှမဟုတ်ကိုယ့်အရင်ထဲကလည်းရှိခဲ့တယ်နော် နိုင်ငံအရေးပေါ်အခြေအနေဖြစ်လိုက်ပြီဆိုရင်ဥမာနာဂစ်တို့ပါလို့ဆိုလို့ရှိရင်လည်းအာဖနက်စီရာအစားပြောတာဟိုဘက်ရက်ကဒီကောင်းမှုတော့ဖျားမှာလားမသိဘူး ဒီကူဆရာတော်ဘုရားကြီးနဲ့เนาะတပိတကတကတွေပေါ့ကောင်းမှုတော်ဘုရားကိုသွားဖူးတယ်ဖူးတယ်ဆိုတာပြုပြင်လုပ်ငန်းစဉ်တွေသွားကြည့်တာအဲ့ချိန်မှာဘုရားပေါ်ဖနက်စီလို့ဆိုပြီးတော့ဝိုင်းဝေပန်းကြအဓိကဘာလို့ဝေပန်းတာလဲဆိုတော့တီတကူဆရာတော်ဘုရားကြီးကလက်ရှိအစိုးရနဲ့နှီးကပ်တယ်တီတကူဆရာတော်ဘုရားကြီးကဒီလိုလုပ်လို့ရလားဆိုတဲ့ပုံစံမျိုးထောက်ပြခြင်းတဲ့ဘောပေါ့နော်ဝိုင်းဝေပန်းကြတယ်တကယ်တမ်းကျတော့အဲ့ဒီပုံမှာတော့ဒီဘုရားကြီးပျက်စီးတာကြောင့် တော့ဖျားကြီးပတ်ဝန်းကျင်ပရဝုန်ထဲမှာရှိတဲ့ဆောက်ဦးတွေပျက်စီးတာကြောင့်ကျွေကြပြုတ်ကျထားတဲ့တန်တူတန်ဆာတွေတော့ပြီးလို့ရှိရင်မှန်ကွဲဆာတွေအများအပြားရှိတဲ့ခါကြတော့ဒါဆောက်လုပ်ရေးလုပ်ငန်းဝင်ဖြစ်တက်မှတ်ပြီးတော့အဲ့လိုမျိုးတွေလုပ်နေကြတာလုပ်ကြရတာပေါ့နော်မလုပ်လို့လည်းမရဘူးအဲ့လိုမျိုးအဲ့တော့ဘယ်သူမှတော့အဲ့ဒီတန်တူတန်ဆာမှန်တူမှန်ဆာတွေကြားထဲမှာခြေပလာကြီးနဲ့တော့အစူးခံပြီးတော့တော့သွားမှမဟုတ်ဘူးလေလုပ်လို့ကြမယ်ပြီးလို့ရှိရင်ဖျားကြီးကိုနေကစားပြန်တင်မှာပေါ့ဆိုတော့ဘုရားဘာသာလို့ယူဆထားလို့ရှိရင်လည်း ်ဘုရားကြောင့်တရားကြောင့်လည်းတရားလေးလည်းနားလည်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့လိုပဲအစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာပေါ့နော်လက်ရှိဒီနိုင်ငံရေးခင်းချင်းနဲ့မူတည်ပြီးတော့ပို့ပြီးတော့သူတို့ထောက်ပြစရာတွေဖြစ်တယ်ပေါ့ငလေမဖြစ်ဖြစ်နော်ရေပေးပဲဖြစ်မီးပေးပဲဖြစ်တခုခုကြုံလာတိုင်းအမြဲတမ်းအစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေထောက်ပြခြင်းတဲ့ခါကြလို့ရှိရင်မမဟုတ်တဲ့ကိစ္စတွေရစားဒါပြဿနာရှာဥမာပါလဲဆိုတော့ဒီငလေနံခံအဆောက်အဦးလို့ပါလို့ဆိုတာဒါမျိုးတွေကိုလိုင်းမော်တင်ပြီးဖွာတယ် เนาะဟိုအစိုးရလောလောဆယ်ယာယီတဲနေနဲ့เนาะဒီမြေဆိုင်တဲတွေကိုတန်ရလိုမျိုးလှုပ်ထားပြီးတော့ပြီးနေထားတယ်အဲ့ဒါကရွက်ဖြစ်နေတဲ့ဒီထက်ဆလို့ရှင်ပို့ပြီးတော့ဒါတင့်တော်တယ်ကျွန်တော်တို့လည်းကြည်တာပို့ပြီးတင့်တော်တယ်ဘာကြောင့်လဲဆိုတော့ရွက်ဖြစ်နေတွေကအမြဲတမ်းနေဖို့ကြတော့မူးကာလမူးဦးကိုရောက်လာတယ်ဆိုလို့ရှင်အဆင်မပြေဘူးမူးဦးကိုရောက်လာတဲ့အထိကိုဒီအဆောက်အဦတွေပြန်ပြင်နိုင်မို့ဆိုတာဘလို့မှဒါမတိကြဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် ဖြစ်တဲ့နေရာတအားများလုံးအကြီးတယ်เนาะနေပြီးတော့လိုနေရာမျိုးတော့မှမဖြစ်တဲ့နေရာအများကြီးအဲ့တော့မန်လေးလည်းအတိုင်းပဲစကိုင်းလည်းအတိုင်းပဲအဲ့ဒီတော့အခုလိုမျိုးမြေဆိုင်တဲတွေစောက်ထားတာကပို့ပြီးတော့အဲ့ဒါအင့်တော်တယ်เนาะကျွန်တော်တို့ကိုယ်တိုင်လည်းအချို့ဒါမြေဆိုင်တဲစောက်ဖို့မရှိတဲ့သူတွေကိုကျွန်တော်တို့ကိုယ်တိုင်ဝိုင်းဝန်းထဲဝင်ပြီးစောက်လုပ်နေတာရှိတယ်နောက်ပြီးတော့ဒီစကိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အတင်းအဖွဲတွေပေါ့သွားပြီးတော့အဲ့မှာတီလရှင်ကျောင်းနေเนาะဒီ တန့်စင်ခံနေပြန်ရဖို့အတွက်ဆောက်လုပ်နေတာရှိတယ်။မမီဆိုင်တဲတွေကိုအာရီပြန်လုပ်ဖို့အတွက်ဝိုင်းလုပ်နေတာတွေရှိတယ်။ပြောချင်တာကတော့ရပ်ဖြစ်နေရအမြဲတမ်းကြတော့အဆင်မပြေနေဘူး။အဲ့အတွက်ဒီမီဆိုင်တဲတွေလောက်ရတယ်။ဒါကိုလုတ်တဲ့ခါကျတော့တော့ဒီအစိုးရလုတ်တဲ့ငလင်တန်ခံဆောက်ဥပညာဆိုလိုင်းမော်တင်ပြီးတော့ပွားကြတယ်။ဒါကသူတို့အတွက်အဆင်ပြေဆုံးဆိုတာအဲ့ဒီလူတွေတကယ်မသိဘူး။တကယ်မကြုံမှုတဲ့သူတကယ်မခံစားမှုတဲ့သူကတကယ်မြင်ပြင်အခြေအနေကိုမသိဘူး။လာမေးပါ။တော့ကျွန်တော်တို့မနက်မိုးလင်းကနေပြီးတော့မိုးချုပ်တဲ့အချိန်ထိ အဲ့ဒီငလင်ပြန်ခံသွားရတဲ့ပြည်သူတွေရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရှိနေပါတယ်။ဒါကျွန်တော်တို့ကိုယ်ရည်ဒီလိုက်ပေးနေရပါတယ်။အခုချိန်ဒီပေးနေရတော့မှာပဲ။အဲ့ကြောင့်မို့လို့လဲဗီဒီယိုတွေတင်တာတော့ကြတယ်။သူတို့အတွက်ခက်ခဲနေတော့မယ်။ရည်ကန်တဲ့ဒီလိုသွားငုတ်ကြည့်ရင်ရည်သုံးစရာမရှိဘူး။နော်။အဲ့ကြောင့်မို့လို့မနာမနေဘူးလုပ်နေရတယ်။အဲ့တော့ကိုယ်တိုင်းလည်းမလုံနိုင်ဘူးဆိုလို့ရှိရင်ဘာမှမပြောတာဘူးကောင်းပါ။နောက်တစ်နေ့ဘောကတော့ငွေတိုင်းဒေတာကြီးကန်ကောခရိုင်တွေကရောဒေတာပေါ့နော်။ရောဒေတာမှာရှိတဲ့ ဘယ်သူမဆိုအသက်18နှစ်ကနေအသက်30အတွင်းเนาะ PDF တွေကိုဝင်ရမယ်ဆိုပြီးတော့ဒီ PDF တွေကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒါကသူတို့ကလိုင်းမောမှာထုတ်ပြန်တာတကယ်တမ်းကျတော့ကျွန်တော်တို့ကအခုကျွန်တော်တို့ဒီရေလူကြီးလုပ်ငန်းစဉ်တွေလိုက်လုပ်နေတဲ့ထဲမှာကရောဒေတာတာတွေပါတယ်เนาะကျွန်တော်တို့ပြောတယ်ဒီ PDF တွေလူအတင်းအဓမ္မစည်းရုံးနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားရပါတယ်သူတို့ပြောတာဒေတာခန့်တွေပြောတာပို့ပြီးသိရပါတယ်အဲ့တော့ဒေတာမှာဘယ်လောက်ထိဆိုးွားရက်ဆက်နေလဲဆိုတာ တော့ဒေတာကန်တွေကလွယ်လို့ဘယ်သူမှမသိပါဘူးဆိုတော့လူငယ်တွေဆိုလို့ရှိရင် PDF တွေဝင်ဝင်မဝင်လို့ရှိရင်ဟိုထွက်ပြေးမယ်ဆိုလို့ရှိရင်လည်းထောက်ပံ့ကြီးပေါ့နော်ဟိုလာစင်တိန်းနဲ့ချီပေးရတာမျိုးဆိုင်းအိတ်တွေပေးရတာမျိုးအမြဲတမ်းရှိပါတယ်ဆိုတော့အခုဒါထုတ်ပြန်နေဆိုတာလည်းတိတ်တော့လည်းမထူးခြားပါဘူးနောက်တဲ့နေ့ပုံကတော့ဒီရက်ပိုင်းမှာတက်ကကချင်ပြည်နယ်ဖားကန်းမြို့နယ်တွေကကာမိုင်းမြို့ပေါ့နော်ကာမိုင်းမြို့ကို ဒါထိုးစစ်ဆင်နေတယ်ထိုးစစ်ဆင်တာသူတို့ဘက်ကရေးသားချက်အရထိုးစစ်ကတော်တော်လေးပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တယ်လို့သိရတယ်။ဒါကြောင့်လဲဆိုတော့အစိုးပိုင်းတွေကမလုပ်ဘူးဆိုပြီးတော့တက်ကဒါကြေညာထားတယ်။ဒါပေမဲ့တစ်ဖက်မှာကျတော့ KIA ကစုဖွဲ့မှုတွေအကြီးလုပ်နေတာ။ဒါကျွန်တော်တို့တည်င်းလဲရတယ်။အဲ့တော့ဘယ်နေရာမှာ2800လောက် AA လဲပါတယ်။နော် KIA နဲ့ AA ဖွဲ့တွေ PDF တွေလဲပါတယ်ပေါ့နော်။စုဖွဲ့မှုတွေအကြီးကြီးလုပ်နေတယ်။တက်ကအဲ့ဒီတော့မဖြစ်မနေအခုဒီကမိုင်းပတ်ဝန်းကျင်မှာ ရှင်းလင်းရေးတွေလုပ်တယ်ဒါကတော့အစိုးရကသူတို့လည်းပြောထားတယ်ဗျဒီထုတ်ပြန်ချက်တွေမှာလည်းပါတယ်30ရည်နေ့ထိတော့အပြစ်ခက်ရဲစဲရေးကိုတည်တန်းတိုးထားပြီးမဲ့မဖြစ်မနေကြုံလာမယ်ဆိုလို့ရှိရင်တော့အဲဆက်ဒက်ဖန့်ပေါ့နော်ကိုကိုကိုတော့ကာကွယ်သွားမယ်တော့ပြည်သူလူထုထိခိုက်မဲ့အရာတွေဆိုလို့ရှိရင်တော့ကြိုတင်ရှင်းလင်းသွားမှာပဲဒါကတော့ခံရမှာပါပဲเนาะအခုဒီကမိုင်းမျိုးပတ်ဝန်းကျင်မှာ24ရက်နေ့လေးလပိုင်းတော့ပေါ့เนาะဧပြီ24ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်တိုက်ပွဲဖြစ်တဲ့ ကိစ္စကတော့တက်ကတော့သူ့နေရာမှာသူထိုင်နေတာပဲနော်ထိုးသိစင်နေဆိုမဲ့ဟိုသွားနေတာတော့မဟုတ်ဘူးစစ်ကြောင်းတွေနဲ့ရှောက်သွားနေတာမျိုးသူ့နေရာသူထိုင်နေတာအပြည့်အခက်ရစိတတန်းကုန်လို့ရှိရင်တော့ဘာဖြစ်လာမလဲတော့ပြောတတ်ဘူးဒါပေမဲ့အဲ့ဒီသူ့နေရာသူထိုင်နေတဲ့တက်ကိုလာတိုက်တယ်လာတိုက်တဲ့ခါကျတော့တပ်ပကပြန်လေတိုက်ခိုက်ခဲ့တယ်ပြန်လေတိုက်ခိုက်တဲ့ချိန်မှာ KIP ရဲ့အလောင်းလေးလောင်းတနက်လေးလက်ပေါ့တနက်လေးလက်ကတော့တပ်ပကပါသွားတဲ့တနက်လေးလက်ပါတယ်နောက်ပြီးလို့ရှိရင်ဒီ 40တလက်ပါတယ်ဗောနော်နောက်သတင်းတစ်ပုဒ်ကတော့ဒါအလင်းဝင်လာတဲ့ PDF ဖွဲ့ဝင်32ဦးကိုမိဘတွေစီကိုပြန်ပြီးတော့အနှံ့တယ်ဆိုပြီးတော့တတင်းတပုတ်တက်လာပါတယ်။အဲ့တော့လေပိုင်းတိုင်းစစ်နာနာချုပ်မှာဧပြီလ25ရက်နေ့က PDF ဖွဲ့ဝင်32ဦးကိုလေပိုင်းတိုင်းစစ်နာနာချုပ်ကမိဘတွေထံကိုပြန်ပြီးတော့အနှံ့ခဲ့တယ်လို့ပြောပါတယ်။ဆိုတော့ဒီအဖွဲ့တွေကပြစ်မှုကျူးလွန်ထားခြင်းမရှိသေးတဲ့သူတွေဖြစ်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့လည်းဒီအခမ်းအနားမှာ ပြသထားတဲ့ဓာတ်ပုံတွေအရဒါ KIA ထုတ်တနက်9လက်နဲ့အတူလက်ပြဘုံနဲ့ကြီးစံနေလဲပါဝင်တယ်လို့လည်းသိရပါတယ်။ဒီလိုအလင်းဝင်လာတဲ့ထဲမှာအမျိုးသား30ဦးနဲ့အမျိုးသမီး2ဦးပါဝင်တယ်လို့သိရပါတယ်။ဆိုတော့တကယ်လို့နောက်ထပ်အလင်းဝင်တဲ့သူတွေရှိမယ်ဆိုလို့ရှိရင်လည်းနော်အလေပိုင်းတိုင်းစစ်ဌာနချုပ်သူမဟုတ်အဲသက်ဆိုင်ရာနော်တိုင်းရင်းဌာနချုပ်တခုခုကိုဆက်သွယ်ပြီးတော့အလင်းဝင်နိုင်တယ်ဆိုတဲ့အကြောင်းလည်းအဲ့ဒီသတင်းမှာပူးတွဲဖော်ပြထားပါတယ်။ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ ဒါအမြန်လမ်းပေါ်မှာပေါ့နော်အမြန်လမ်းပေါ်မှာဆိုင်ငယ်တက်မောင်းတယ်ကားနဲ့တိုက်မိတယ်ဆိုင်ငယ်မောင်းတဲ့အမျိုးသမီးနဲ့လိုက်စီတဲ့အမျိုးသမီးနှစ်ဦးလုံးတေဆုံးတယ်ပေါ့နော်အဲ့ဒါတော့အမြန်လမ်း188မိုင်နှစ်ဖာလုံးပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်တီကုံလမ်းပိုင်းပေါ့နော်တီကုံလမ်းပိုင်းပေါ့အဲ့ဒါကတော့ Ibrana စနေရနေ့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ကျွန်တော်သွားလာနေနေလည်းအမြဲတမ်းတွေ့ပါတယ်ကျွန်တော်တို့အမြဲတမ်းရှောင်မောရပါတယ်နော်ရှောင်မောရပါတယ်တတိထားပြီးမောရပါတယ်အမြန်လမ်းဆိုတော့ကျွန်တော်တို့ကအမြဲတမ်း ဒါ high speed တွေနဲ့သွားနေတာပေါ့နော် high speed နဲ့သွားနေတဲ့အချိန်မှာသူတို့ကဒီတချို့ကောင်လေးတွေဆိုလို့ရှိရင်ဆိုင်ငယ်ကိုဒီလိုဒါလူးလွန်ပြီးတော့မောင်းတယ်ပေါ့နော်မောင်းတဲ့ခါကျတော့အမြန်လမ်းကျတော့ဘလို့မှမသိမ့်တော့ဘူးရှောင်ပြီးမောင်းရတဲ့အခြေအနေမျိုးတွေတော့ကြုံတယ်ပေါ့ဆိုတော့ဒီလိုတိုက်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အဲတေဆုံးတဲ့သူတွေကပဲအမှုပြန်ဖွင့်ခံလိုက်ရတယ်ပေါ့နော်မှန်လဲမှန်တယ်အမြန်လမ်းပေါ်မှာဆိုင်ငယ်မောင်းနေခွင့်မရှိဘူးပေါ့နော်အဲ့ဒီတော့ဆိုင်ငယ်တက်မောင်းတဲ့ခါကျတော့ဒါသူတို့ပဲပြန်ပြီးတော့အမှုဖွင့်ခံလိုက်ရတယ်ပေါ့နော် နောက်တဲ့နေ့ဘုတ်ကတော့နိုင်ငံတော်အကြီးအကဲအနေနဲ့လာမယ့်ရက်ပိုင်းအတွင်းမှာနိုင်ငံတကာခီးစဉ်တစ်ခုသွားเสียရရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းရရှိထားပါတယ်ဆိုဘယ်နိုင်ငံကိုသွားပြီးတော့ဘာဘာလဲဆိုတာတော့ကျွန်တော်တို့မပြောသေးဘူးเนาะကျွန်တော်လည်းဒါဒါနဲ့ပတ်သက်ပြီးကြိုတင်သိရှိထားတာချင်းမရှိဘူးဒါပေမဲ့နိုင်ငံတကာခီးစဉ်တစ်ခုသွားเสียရရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့မြင်နေရတာဒီနိုင်ငံတကာခီးစဉ်တွေမှာနိုင်ငံတော်ကြီးကဲပေါ့เนาะလက်ရှိဝန်ကြီးချုပ်အနေနဲ့သူက နိုင်ငံနဲ့ပတ်သက်ပြီးတော့ဘင်္ဂလင်းနံသိမိတဲ့အချိန်မှလည်းအတိုင်းပါပဲနိုင်ငံနဲ့ပတ်သက်ပြီးသူ့ရဲ့တောင်းဆိုမှုတွေအများပြားတွေ့ရတယ်ပေါ့ပြီးခဲ့တဲ့ဒီရုရှားခီးစဉ်ကလည်းကျွန်တော်ပြောပါတယ်အဲ့ဒါကဒီသူ့ရဲ့ခီးစဉ်နေကြလို့ရှိရင် သူမနာမနေအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘလို့အကူအညီတွေတောင်းခံတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့အမြဲတမ်းမြင်ရပါတယ်ဒါတစ်ခါကြလို့ရှိရင်မြန်မာနိုင်ငံကလူတွေကအာ ဘသူလက်ထက်တော့ကတော့ဘယ်လိုမျိုးအပေါ်စီကနေဘယ်လိုဆက်ဆံခဲ့တာဘသူကတော့ဘယ်လိုဆက်ဆံတာဆိုတဲ့ပုံစံမျိုးပေါ့နော်သူတို့ပြေဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်ဘယ်လိုဆက်ဆံတာဆိုပြီးတော့တန်းညှိတာမျိုးရှိပါတယ်ပြောချင်တာကျွန်တော်နိုင်ငံကနော်ဟိုနိုင်ငံကြီးတမားတွေဂျင်းထဲ့နေတယ်လို့မျိုးဘယ်နှစ်ခုနည်းကဘလောက်ချမ်းသာလာပြီးတော့ဘယ်နေရာမှာယက်တည်နေတဲ့နိုင်ငံမျိုးမဟုတ်ဘူးနော်အဲ့ဒါတွေကဂျင်းတွေနော်ဘယ်ဥနေဝင်းမတိုင်ငံကဘလောက်ချမ်းသာတာတွေပါလဲရှောက်ပြောမနေနဲ့ ။ဘာအချက်လက်ဘာဒေတာမှမသိဘဲနဲ့ရှောက်ပြောမနေနဲ့။အဲ့ဒီမတိုင်ခင်ကလည်းဆက်ပြောလို့ရသေးတယ်။နော်လွတ်လပ်ရေးမရခင်ကလည်းဆက်ပြောလို့ရသေးတယ်။ဆိုတော့ဒီနိုင်ငံရဲ့နော်ဓာတ်ပုံတွေနော်ဓာတ်ပုံတွေကိုအဟောင်းတွေပြန်ကြည့်လိုက်ပါ။နော်အဲ့ဒါတည်းကတက်တည်ပါပဲ။ဟိုဖူတူနေဗာလိုင်းဘယ်တော့မှမလိမ်ဘူး။မြန်မာနိုင်ငံဘလောက်နော်ဆင်းရဲခဲ့လဲ။ဘလောက်ဆင်းရဲခဲ့လဲဆိုတော့ဒီအစိုးရတွေလည်းအုပ်ချုပ်မှမဟုတ်ဘူး။တောက်လျှောက်ကိုဆင်းရဲခဲ့တာ။နော်လွတ်လပ်ရေးမတိုင်ခင်ကလည်းဆင်းရဲလွတ်ရေးရပြီးတော့လည်းဆင်းရဲတယ်။အကျွေးတွေအများကြီးနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကြီးတယ်ဆိုပြီးတော့ရန်ကုန်တက္ကသိုလ်ဟာလေစင်ကာပူကနေပြီးတော့အားကြတာဟာရန်ကုန်ရန်ကုန်တက္ကသိုလ်မှာတက်ဘူးချင်တယ်လို့ပါလို့လီကွမ်ယူကရေးတဲ့ခါကျတော့ဟာမြန်မာနိုင်ငံကပဲတအားချမ်းသာခဲ့တဲ့ရောင်ရောင်နဲ့ရန်ကုန်တက္ကသိုလ်ဆိုတာလည်းမြန်မာတွေစွမ်းစားနဲ့စောက်ထားတာတခုမှမရှိဘူးအင်္ဂလိပ်တွေစောက်ထားတာနော်အဲ့တော့ရှောက်ရှောက်ပြီးတော့နိုင်ငံရေးသမားတွေကျင်းထဲတာတွေပြောပြီးတော့ခါတဲ့မြန်မာနိုင်ငံမှာခေါင်းဆောင်ဖြစ်တယ်ဆိုလို့ရှိရင်ပဲထောင်ထောင်ထောင်နဲ့ဘယ်နိုင်ငံကခေါင်းဆောင်ဘယ်လိုမျိုးဆက်ဆံလိုက်တာဆိုတဲ့ပုံစံမျိုးနဲ့လက်ရှိဒီခေါင်းဆောင်တွေပဲဖြစ်ဖြစ်တို့သမ္မတယူသိန်းစိစုကလက်ထက်က အကောင်းဆောင်နေဘဲဖြစ်ဖြစ်ပြောတာရှိတယ်။ကိုဘဝကိုနားလည်ဖို့လိုတယ်။နော်နိုင်ငံကောင်းဆောင်နေရအခြားနိုင်ငံတနိုင်ငံကိုသွားပြီဆိုလို့ရှိရင်ကိုနိုင်ငံရလာမဲ့အခွင့်အရေးတွေအတွက်မျှော်ကူပြီးသွားရတာဖြစ်ပါတယ်။နှစ်နိုင်ငံကြိုးစည်းပွားဖြစ်ထုံးမဲ့ကိစ္စတွေကိုမျှော်ကူပြီးသွားရတာဖြစ်တယ်။အဲ့ဒီအတွက်ထောင်ထောင်ထောင်နဲ့သွားလုပ်နေလို့မရဘူး။တော့ကျွန်တော်မြင်ပါတယ်အခုအရင်တော့အဲ့ဒီမှာထဏထဏောင်နဲ့ဟိုဆက်ကော့လက်ကော့သွားလုံးနေလို့မရနိုင်ငံပုံကြီးမပြည့်စည်ဘူးရယ်ပြီးလို့ရှိရင် သူဟိုသူများနိုင်ငံကကိုယ်နိုင်ငံကိုပူပေါင်းချင်လာအောင်ရယ်အောက်ကျုပ်ပြီးတော့လှုပ်ရပါတယ်အဲ့လိုလှုပ်လို့လဲတော့လူအောက်ကျုပ်လို့ဘယ်တော့မှမသိသွားဘူးနိုင်ငံအကျိုးမြတ်ရတာပဲရှိပါတယ်နော်အဲ့တော့တချို့ကိစ္စတွေမှာအဲ့လိုမျိုးအုံနောက်မဲ့တဲ့လူတွေကြောင့်ကျွန်တော်နိုင်ငံကပွင့်လင်းပြောရင်ကြုံလဲဖြစ်ခဲ့တယ်နော်ထပ်ပြီးတော့လဲဒီပုံစံတိုင်းဆိုလို့ရှိရင်ကျွန်တော်နိုင်ငံကဒီလူမျိုးစိတ်တဲ့အခါနဲ့ ဒီလိုအုံနောက်အတွေးခေါ်နေဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဆက်ပြီးတော့ခက်ခဲနေအောင်ပါပဲဆိုတော့ဒီရက်ပိုင်းမှာညောင်ကျိုးဒေသမှာ AA ထိုးစစ်ပြန်ပြီးတော့ရှိတယ်လို့သတင်းရတယ်24ရက်နေ့ကစပြီးတော့တိုက်ပွဲတွေဖြစ်စဉ်တွေဖြစ်ပွားနေတယ်ကြိုကြာကြိုကြာထိတွေ့တိုက်ပွဲတွေဖြစ်တယ်ဆိုတော့အလောင်းနဲ့လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဘူးတလင်မှာနော် PDF တွေကိုပြည်သူတွေကကန့်ကွက်ဆန္ဒပြတယ်အဲ့ဒါကတော့ဒီရွှေမျောလုံနေတဲ့သူတွေကို ကာကွယ်ပေးတယ်ပေါ့ PDF တွေကအဲ့ဒီက PDF တွေတော်တော်များများကိုအဲသူတို့မလိုအပ်ဘူးစီးပွားရေးနဲ့ဟောຫນွယ်တယ်ပေါ့နော်အဲ့တော့လွတ်တော်အမတ်တွေရောဘာတွေရောအကုန်လုံးတော့ဒီရွှေမျိုးလုံးနေတဲ့သူတွေစီကပတ်စံယူပြီးတော့အကာကွယ်ပေးထားတယ်ဆိုတော့သူတို့ကင်ထားတဲ့တနက်တွေကဒီလိုပဲပတ်စံရှာဖို့အတွက်အစောပိုင်းမှာကျွန်တော်ပြောခဲ့ပြီးသွားတယ်ဒီလိုပဲလုပ်ဖို့ဆိုတာပြောခဲ့ပြီးသားဖြစ်ပါတယ်အဲကျွန်တော်မဖြစ်မနေပြောရမယ့်ကိစ္စလည်းရှိပါတယ်။အဲ့ဒါကတော့အိန္ဒိယနဲ့ပါကစ္စတန်ကိစ္စဖြစ်ပါတယ်။အဲ တော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီကက်ရှမီးယားမှာပေါ့နော်ပါကစ္စတန်နေဆက်ကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့ဒီအကြမ်းဖက်တိုက်ခတ်မှုပေါ့ကျွန်တော်အကြမ်းဖက်တိုက်ခတ်မှုမှာအိန္ဒိယနိုင်ငံသား25ဦးနေပေါ်နိုင်ငံသား2ဦးကိုအကြမ်းဖက်သမားတွေကနာမည်မေးပြီးရောပစ်တက်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲနော်အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲဒီမှာအိန္ဒိယကနေပြီးတော့စပြီးတော့ပါကစ္စတန်နေဇာဂိတ်တွေကိုပိတ်တယ်ပါကစ္စတန်နိုင်ငံသားတွေနဲ့တန်တမန်တွေကို48နိုင်ငံအတွင်းသူ့နိုင်ငံတွေကထွက်သွားဖို့အတွက်ပြောတယ် အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာပါကစ္စတန်ဘက်ကလည်းတခါတပံအရေးပြန်ယူတယ်အဲ့ဒါကဘာလဲဆိုတော့အိန္ဒိယနိုင်ငံသားတွေကိုသူ့နိုင်ငံထဲမှာမောင်းထုတ်တယ်နောက်ပြီးလို့ရှိရင်အိန္ဒိယနဲ့ဒီကုန်သွယ်မှုဂိတ်တွေပိတ်ပစ်တယ်နော်အိန္ဒိယနဲ့သူတို့နဲ့ဂျာထဲမှာသွားတဲ့လေကြောင်းလိုင်းတွေပိတ်ပစ်တယ်နောက်ပြီးတော့ဒီလေပိုင်နဲ့တွေပိတ်ပစ်တယ်ပေါ့နော်ဆိုတော့ satellite ဓာတ်ပုံတွေရပါတော့ဂျူလူဓာတ်ပုံတွေရအိန္ဒိယရဲ့ဒီလင်းတင်သင်းမော INS Vikram ကလည်းပါကစ္စတန်နိုင်ငံဘက်ကိုယူရှားနေတယ်ဆိုပြီးတော့တရင်တွေထွက်ပေါ်နေတယ် အဲ့တော့ဒီပါကစ္စတန်နယ်စပ်အနီးမှာလည်းအိန္ဒိယဘက်ကနေပြီးတော့လေမပြန်တမ်းရစုံတွေတတ်မှတ်တယ်ပါကစ္စတန်စစ်တပ်ကလည်းအဲ့လိုမျိုးလုပ်ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ဒီဒီလေတက်ကိုတက်လှန်ထားတယ်ပေါ့နော်ဒါအပြင်ဟိုမှာပါကစ္စတန်ရဲ့ stock share ဈေးတွေလည်းဒါထိုးကျနေတယ်လို့သိရတယ်အဒီအိန္ဒိယရဲ့အဂါတာအေဂျင်စီတွေကလည်းဒီနယ်စပ်တစ်လျှောက်ပါကစ္စတန်ရဲ့လှုပ်ရှားမှုတွေတောက်လျှောက်ဒါကြည့်ထားတယ်တောက်လျှောက်စောင့်ကြည့်နေတဲ့အနေအထားရှိတယ်ဆိုတော့နှစ်နိုင်ငံရဲ့ဒီ သဘောထားတင်းမာမှုကကြီးကြီးမားမားဖြစ်ပေါ်နေတယ်။ကျွန်တော်ကအစတည်းကကျွန်တော်ပြောတယ်ဒီပထဝီနိုင်ငံရေးရအာရှမှာစစ်ဖြစ်လာနိုင်တဲ့နိုင်ငံတွေကျွန်တော်ပြောခဲ့တယ်။ထိုင်ဝမ်တရုတ်နော်အမေရိကန်ကျောင်းတော်ကံပြီးတာကထိုင်ဝမ်နောက်ပြီးလို့ရှိရင်တရုတ်ကနေပြီးတော့သူ့ရဲ့နိုင်ငံကိုပြန်ပေါင်းစည်းခြင်းတယ်။ဒီနေရာမှာမရရတဲ့အင်အားသုံးပြီးပေါင်းစည်းမယ်ဆိုပြီးတော့ပြောထားတာရှိတာဖြစ်တဲ့အတွက်ထိုင်ဝမ်နဲ့တရုတ်ကလည်းမကြခင်မှာဖြစ်လာနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်။အဲ့လိုပဲ အိန္ဒိယနဲ့ပါကစ္စတန်ပေါ့အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာလေဒီအခုဒီလိုအကြမ်းဖက်မှုဖြစ်စဉ်ဆိုတာအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာတော့တိတ်တော့အဆန်းတကျယ်တော့မဟုတ်လောက်အမြဲတမ်းလို့လို့တော့ဖြစ်နေဒါပေမဲ့နောက်ပိုင်းမှာတော့ဒီနောက်ပိုင်းမှာဖြစ်တဲ့ထဲမှာနောက်19ခုနဲ့နောက်ပိုင်းမှာထင်ပါတယ်ဒီဒီလိုအစုလိုက်ပြုံလိုက်တက်ဖြတ်မှုပေါ့အကြမ်းဖက်ခံရမှုอ่ะဒါအမအများဆုံးနဲ့အကြီးဆုံးပေါ့နော်ဒီလိုမျိုးဖြစ်တာပေါ့ချက်ချင်းမဲ့အိန္ဒိယရဲ့ဒီတုတ်ပြန်မှုတွေကလည်းကြောက်စရာကောင်းတဲ့နရင်ဒရာမိုဒီကဘာပြောလဲဆိုတော့ သူတို့အနေနဲ့ကဘာဆုံးအထိခြေမုံသွားမယ်ဆိုပြီးတော့ပြောတာလည်းရှိတယ်အဲ့တော့ပါကစ္စတန်ဘက်ကလည်းအိန္ဒိယကအခုလိုမျိုးလုပ်တာကအလုံးစုံစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းလည်းအဲပါကစ္စတန်ထုတ်ပြောထားတာရှိတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်အစိုးရကကြိုတင်ခန့်မှန်းခဲ့တယ်အဲ့လိုပြောလို့ဆရာကြီးပုံစံနဲ့ပြောတာမဟုတ်ဘူးဒါဖြစ်မနေဖြစ်ရမယ်ဘာကြောင့်လဲဆိုတော့ဒီအမေရိကန်နဲ့တရုတ်ကအခုဒါ trade war ဖြစ်နေတယ်နော်ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတယ် ဆိုတော့ဒါပေမဲ့တယောက်နဲ့တယောက်ပြောတဲ့စကားတွေကလည်းတော်တော်လုံလုံကျုံကျုံဖြစ်လာတယ်။နော်တစ်ဖက်နဲ့တစ်ဖက်ပြောတဲ့စကားတွေမှလုံလုံကျုံဖြစ်လာတယ်။တရုတ်ဘက်ကလည်းရှင်းတယ်ဘယ်လိုကုန်သွေးစစ်ပွဲမှမဟုတ်ဘယ်လိုစစ်ပွဲမျိုးမဆိုသူတို့ဘက်ကရင်ဆိုင်မှုတင်းရှိတယ်လို့ပြောတယ်။အဲ့ဒါအဲ့လိုပြောတာအကြောင်းမဲမဟုတ်ကျွန်တော်ပြောတာ။ဘာကြောင့်လဲဆိုတော့ပါကစ္စတန်ဆိုတာတရုတ်ရဲ့ကျော်တော်နောက်ကအိန္ဒိယကအမေရိကန်ရဲ့ကျော်တော်နောက်ကအဲ့ဒါကအမြဲတမ်းတော့မဟုတ်ဘူး။ဟိုးအရင်တုန်းကကြတော့ဒီပါကစ္စတန်ကအမေရိကန်ရဲ့ကျော်တော်နောက်က နော်အိန္ဒိယကိုအင်အားကြီးထွားမှာဆိုလို့ဆိုပြီးတော့ပါကစ္စတန်ကိုအမေရိကန်ကကြောတောင်းနှောက်ခံပေးခဲ့တယ်။ပါကစ္စတန်လေတန်းမှာစီးတဲ့လေရင်တွေကအစားအမေရိကန်ကထုတ်ခဲ့တဲ့လေရင်တွေပေါ့လေရင်အဟောင်းတွေပေါ့နော်အဲ့လိုမျိုးထိပေးခဲ့တယ်။ဆိုတော့အမေရိကန်ဆိုတာကတော့ဟိုသူနဲ့မတည့်တဲ့နိုင်ငံတွေရဲ့အနောက်မှာအကုန်လုံးအကုန်ပက်ကက်လိုက်ပြီးတော့ပေးနေမှာပဲ။အဲ့တော့နိုင်ငံကြီးနဲ့နိုင်ငံဘက်ကပေါ့နော်တစ်ဖက်မှာအမေရိကန်ဘက်ကပေးတဲ့နိုင်ငံအိန္ဒိယဖြစ်နေတယ်နိုင်ငံကြီးတက်နိုင်ငံကိုနိုင်ငံကြီးတက်နိုင်ငံဘက်ကပြန်ပြီးပေးတယ်ဆိုတော့အခုဒီဖြစ်စင်မှာလဲတည်င်းနေရနော်အိန္ဒိယ ဟိုဒီပေါ့ဂျပူးလေစိတ်လေစိတ်ကိုအမေရိကန်လေတက်ကနေပြီး52ပေါ့နော်ဘုံကျဲလေရင်ဒစီဆင်းသက်တယ်လို့ပြောတယ်နောက်ပြီးတော့အစ္စရေးအစ္စရေးကနေလာတဲ့လေရင်တချို့လည်းဆင်းသက်တယ်ဆိုပြီးတော့ဒါသတင်းတွေထွက်နေတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒါနဲ့ပတ်သက်ပြီးတော့စောက်ကြည့်ရုံပဲရှိတယ်အိန္ဒိယဆိုမြန်မာနိုင်အိန္ဒိယနိုင်ငံဖြစ်တယ်နောက်ပြီးပါကစ္စတန်ဆိုတာလည်းလက်ရှိကျွန်တော်တို့အစိုးရနဲ့ဒါပွင့်လင်းပြောရင်တော့စီရီးယား ဆက်ဆံမှုရှိခဲ့တယ်ပေါ့ရှိတယ်ရှိနေသေးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တတိကြီးကြီးနဲ့ယက်တီရမှာကျွန်တော်တို့အစိုးရကမြန်မာနိုင်ငံနိုင်ငံတိုင်းမူဝါဒလည်းကြားနေပြီးတော့ဒါဗတ်မလိုက်တဲ့မူဝါဒပေါ့နော်အဲ့လိုမျိုးတက်ကြွပြီးဗတ်မလိုက်တဲ့မူဝါဒကိုကျင့်သုံးတာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းကျွန်တော်တို့စောင့်ကြည့်ပြီးတော့ယက်တီရမယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်နေ့တော့ကတော့ပလဝဒေသခံအမျိုးသမီးတဦးကိုနော်အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအေအေကဝန်ခံလိုက်ပါတယ်အဲ့ဒါကတော့အေ ဖွဲ့ဝင်နှစ်ဦးဟာအရက်သေးစာတောက်စားပြီးတော့တဲ့ဒီရေချိုးနေတဲ့ခြောက်နှမရေချိုးနေတဲ့အမျိုးသမီးတူကိုအရမပြူချင်းခဲ့တယ်ဆိုပြီးတော့အဲအေဘကဝန်ခံခဲ့တယ်အစောပိုင်းတော့အေကထွက်ပေါ်လာတဲ့သတင်းတွေရဖမ်းမမိသေးဘူးဆိုပြီးသတင်းထုတ်ပြန်တယ်နော်သူတို့ဒီရခိုင်ဘက်ကရေးတဲ့မီဒီယာတွေကဖမ်းမမိသေးဘူးဒီလူတွေကဆွဆွဲခံထားရတာပါဆိုပြီးသူတို့ဘက်ကသတင်းထုတ်ပြန်တယ်ဒါပေမဲ့အခုကတော့ဘာပြောလဲဆိုတော့ဟိုးအစတွေကသူတို့ဖမ်းဆီးထားတယ်အေးယူမယ်ဆိုပြီးပြောတယ် ဒီဖြစ်စဉ်ကလည်းဒီတိုင်းပဲပြီးသွားမှာပဲဘာမှဆက်ပြီးပေါ်လာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ချင်းအမျိုးသမီးတွေအတွက်ကတော့တော်တော်လေးရင်နာစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီရက်ပိုင်းမှာကျွန်တော်တို့ဘန်ဘောကို KIA ကပြန်ပြီးတိုက်ခိုက်နေတာရှိတယ်အနီးနားကိုကတ်ပြီးလုံလာတဲ့ဒီ drone ရုပ်သံဖိုင်တွေကျွန်တော်တွေ့ရတယ် drone ရုပ်သံဖိုင်တွေမှာအကောင်းမော်နီနီကိုကြတဲ့ဒီ drone ပုံးနေလေအများအပြား KIA အဖွဲ့တွေကိုတည်ဆုံးစီတာကျွန်တော်တို့မြင်ရပါတယ်သူတို့မှာ ဒီလွန်ဒီကောင်းမြင်ကြီးကိုအအတင်းနေလေးဘက်ထောက်ပြီးတက်နေတယ်။ဒါပေမဲ့အပေါ်ကနေ drone နဲ့ကတော့ရှင်းရှင်းလင်းလင်းမြင်ရတဲ့အခါကျတော့အဲသူတို့အတွက်တော်တော်လေးအထိနာစေတယ်ဗောနော်။မြောင်းထဲမှာပုံနေတဲ့မြောင်းထဲကိုပြစ်ချတယ်ဗောနော်။အဲတက်ရဲ့ဒီ drone ရဲ့ drop ဘုံနေရာလဲ ski ကလည်းတက်လာတဲ့အခါကျတော့အဲတော်တော်လေးအဲပြစ်ချက်ကောင်းပြီးထိမှန်တာတွေ့ရတယ်။ဒါဒီဘမောအခုရက်ပိုင်းပတ်ဝန်းကျင်မှာဗောနော်2021နဲ့ခလာ49ကိုဝင်တိုက်တဲ့ KNY တွေတော်တော်လေးကိုတည်ဆုံတန်ရာရရှိတယ်ဆိုပြီးတော့သိရပါတယ်ဆိုတော့ drone နဲ့ရုပ်သံကိုကျွန်တော် Telegram မှာတင်ထားပေးပါမယ်တော့ကျွန်တော် YouTube မှာရုပ်သံမတက်ဘူးဆိုရင် Telegram မှာသတင်းတွေဝင်ဖတ်လို့ရပါတယ်ကျွန်တော် Telegram ကိုလည်းဒီ Telegram မှာသွားပြီးတော့အောင်မိုးကြော်ဆိုပြီးရိုက်ရှာလို့ရတယ်နောက်ပြီးတော့ဒီခုနကတော့အိန္ဒိယကိစ္စပြောနေတဲ့အချိန်မှာအိန္ဒိယနဲ့ပါကစ္စတန်ရဲ့စစ်ရေးနှိုင်းယှဉ်မှုကိုလည်းကျွန်တော်ဗီဒီယိုတင်ထားပေးပါတယ် နောက်ဒီရက်ပိုင်းမှာမတရားမျိုးနယ်ထဲမှာရှိတဲ့เนาะအရေးပါတဲ့စကန်ကုန်းတွေပေါ့เนาะစကန် point လို့သူတို့ကတုံးတာပေါ့ဒီ BB ကတင်ထားတာပေါ့เนาะ point တစ်ခုကိုတက်ကပြန်သိမ်းသွားတယ်ဆိုပြီးတော့သူတို့တင်ထားပါတယ်အဲ့ဒီထဲမှာမတရားက PDF တောင်ဝန်ရှိတဲ့သူဥတိုးဆိုတဲ့သူပါသွားတယ်ဆိုပြီးတော့လည်းပြောတယ်ဆိုတော့တက်အနေနဲ့ကတော့ကျွန်တော်ထင်တာကတော့ဟိုသူရှင်းလင်းရေးလုပ်စရာရှိတာတော့ဒါလင်းလင်းမြန်မြန်ပဲရှင်းလင်းနေပြီပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီမတရားအကြောင်းပြောရမှာဆိုလို့ရှိရင်ဒီဘက်က ဟိုဘက်ချက်မှာနောင်ချူကိစ္စပါပြောရမှာပေါ့နော်တစ်ဖက်မှာဒီဘက်ကြောက်ချမ်းလို့ရှင်ညောင်မင်းတို့ဘက်မှာဒီ TNL နဲ့ PDF တွေကခန်းစစ်ပြင်တယ်တက်ကဒီဘက်ချမ်းနေမဲဘုတ်တို့နောင်လင်းတို့ဘက်နေဝင်သိမ်းတယ်ဆိုတော့ခန်းစစ်ကတော့တလွဲဖြစ်တယ်ပေါ့နော်ဒီဘက်ချမ်းကလုံးဝမတက်သွားဘူးပေါ့နော်ဗန်ပွေးတို့ဘာတို့ဘက်နေမတက်ဘူးလေရင်နဲ့ပဲသွားကျဲတယ်ကြောက်ချမ်းမှာလေရင်နဲ့အဲတက်ခိုက်သွားတယ်ဆိုတော့တရင်နေကျွန်တော်ရတယ်ရတယ်မှာဘာဖြစ်လဲဆိုတော့အဲတက်ကအစိမ့်ငွေဘုံနေတုံးတယ်ပေါ့နော်ဓာတ်ဘုံနေ ဟိုအစားတစ်ပြည့်အဲ့လိုမျိုးတွေရှောက်ပြီးတော့ပောက်ရက်လေးစေပြောလာတော့တာပေါ့အဓိကတော့နောင်ချိုကနေမကြခင် TNL ရဆုတ်ပြရပါတော့မယ်အဲ့ဒီအတွက်ပောက်ရက်လေးစေထိုင်ပြောနေအရက်သားတွေပါနေတီးပါတယ်ဆိုပြီးတော့ပြောပါတော့မယ်ဆိုတော့အရက်သားတွေကိုလည်းမကြခင်မှာအဲ့လိုလူသားတိုင်းအဖြစ်ကာပါလိမ့်မယ်အဲ့တော့နီးစက်ရကိုဆွေမျိုးမှာနောင်ချိုမှာရှိတယ်အဲ့ဒီပတ်ဝန်းကျင်ထဲမှာရှိရင်ဖယ်ခိုင်းလိုက်ပါနောက်တဲ့နေ့ဘောကတော့ KNUC ကိုပို့မဲ့လက်နက်တွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုင်းရဲတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် ဒီလက်နက်တွေက KNUC ကိုပေးပို့มาဆိုပြီးတော့သူတို့စစ်စီတိမ့်စီရမိတယ်ပေါ့เนาะအဲ့ဒီထဲမှာ short gun တွေရယ်နောက် ပြီးလို့ရှိရင်နောက်ပြီးတော့ဒီ AR လားမသိဘူးပေါ့เนาะပြီးတော့ကြီးတွေရယ်ကြီးကားတွေရယ်စသဖြင့်ဆက်ဆက်ပစ္စည်းတွေအများပြားတိမ့်စီရမိခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဗီဒီယိုအဆုံးသက်လေးမှာအနေငယ်များမြစ်တာရက်ခံလို့ပါတယ်အဲ့ဒါကတော့ဒီဆာမွေးပွဲပြန်ဖြေရမယ့်ဒေတာတွေကဆာမွေးမဖြေနိုင်တဲ့ကလေးတွေဥမာငလင်ဘေးဒဏ်အသင့်ပြီးတော့ နော်ဟိုလက်ရှိယာယီတဲခုမှုမှာနေနေရတဲ့ကလေးတွေပေါ့နော်ဒီကလေးတွေအတွက်အကူအညီလိုအပ်နေပါတယ်နော်ဒီကလေးတွေအတွက်ဆောင်ဝတ်ပြန်ဖြေဖို့အတွက်ခက်ခဲရှိပါတယ်အဲ့အတွက်နိုင်ငံတော်ကပဲဖြစ်ဖြစ်တက်နိုင်တဲ့သူတွေကပဲဖြစ်ဖြစ်ဝိုင်းဝန်းကူညီကြဖို့မြစ်တက်ရခိုင်ပါတယ်ဆိုကျွန်တော်တို့ကိုယ်တိုင်လည်းအထိုက်လျောက်တော့လုံနိုင်သလောက်တော့လုံနေတယ်နော်ဘယ်နည်းကတော့ဟိုဒီလုံနိုင်စွာရက်တန့်သွားမလဲမပြောပြိမဲ့မပြောနိုင်ပြိမဲ့ပေါ့ကျွန်တော်တို့အတက်နိုင်ဆုံးလုံနိုင်သလောက် လုံနေပါတယ်ဆိုတော့ အဲ့ဒီကလေးတွေအတွက်အကူအညီအများပြားလိုအပ်နေတယ်အဲ့ဒါမှလည်းကျွန်တော်တို့ပထမမူလဖြည့်ခဲ့တဲ့ဒီဆောင်ဘွက်ဖြည့်ခဲ့တဲ့အရေးအတွက်တိုင်းပြန်ဖြည့်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆိုတော့မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ